းတွေကလည်းပဲဓမ္မစာပေပညာရှင်တွေလည်းဖြစ်တယ်ဟုတ်ကဲ့နော်ဓမ္မဆောင်သူတွေဓမ္မဝိဟာရီဖြစ်ဟုတ်ကဲ့နော်တို့တို့ဘုရားတော်သိသိချာချာဟောတယ်ဗျဓမ္မဝိဟာရီဆိုတဲ့ဟာပါပါတယ်တစ္ဆာယဘဟုလောတော့ဓမ္မဝိဟာရီတစ္ဆာယဘဟုလောတစ္ဆာယဆိုတာဓမ္မတွေကိုတရဆယ်ရွတ်ဖတ်ဆောင်နိုင်ဖို့အဲဓမ္မတွေကိုရွတ်ဖတ်တရဆယ်သူပဲအဲ့ဒီတရဆယ်မှုများသူပဲဖြစ်ပြီးတော့ ဘူးလားညားတဲ့သူအဲ့ဒါပဲဖြစ်တယ်တဲ့နော်ဓမ္မဥညာရီတဲ့ဓမ္မဆောက်သူတော့မဖြစ်ဘူးဟောဒါလိုပြောနေတာနော်ဟုတ်တယ်ဘုံတုဒ္ဒဘုံတော့နော်ဓမ္မဥညာရီအဲ့လိုပဲဓမ္မတွေဘယ်မှာဘုသူ့ကိုဘယ်လိုဟောတယ်ဘယ်မှာဘုသူ့ကိုဘယ်သူဟောဘယ်လိုဟောတယ်ဘယ်ဟောရတဲ့တရားတော့ဘုသူ့ဟောတာပေါ့လို့ဆိုတဲ့ဟာမျိုးဘုဟုတုဒ္ဒဘုဟုတုဒ္ဒဘုဟုလောအဲ့လိုဘုဟုတုဒ္ဒတွေညားတဲ့သူပဲဖြစ်တယ်နော်ဓမ္မဥညာရီတဲ့တရားဆောက်သူတော့မဖြစ်ဘူးဓမ္မတတိကဘုဟုလောနော်ဓမ္မဥညာရီ ။တရားတွေကိုဘသူတွေကိုဘယ်ပိဋကကိုဘယ်လိုခေါ်လိုက်တယ်ဘယ်ပိဋကကိုဘယ်လိုသိညွှန်ထောက်ပြလိုက်တယ်ဘယ်ပိဋကကိုတော့ဘယ်လိုသုံးတင်လိုက်တယ်လို့ဆိုတာမျိုးလို့တရားဓမ္မကတိကတော့တယ်လို့ဆိုရင်အဲဒီလိုခေါ်တာပဲဖြစ်နေတယ်။ဓမ္မကတိကဘဟုလို့တရားတွေဟောပြောမှုကတော့ဖျားတဲ့ဖြစ်ပါရဲ့တဲ့။ဒါပေမဲ့နောဓမ္မဥရာတွေတဲ့။ဓမ္မဥရာတွေတော့မဖြစ်ဘူး။ဓမ္မဆောင်တဲ့သူတော့ဖြစ်ဖို့ပေါ့။ဓမ္မနဲ့နေတဲ့သူတော့ပေါ့။သူတို့ကတင်းတင်းကြပ်ကြပ်ပြီးပြီးပြောခဲ့တယ်ကြာ။ဟုတ်နော်။အဲ့တော့သူတို့ကတကယ်ဓမ္မဥရာကြီးလို့ဆိုတော့ သောတာပန်တဂရဂံအနာဂံအရဟတ်လို့ဆိုတဲ့အရိယာဖြစ်ဒီအရိယာဖြစ်ကိုရောက်ချင်လို့စာပေလေးလာရောက်ချင်လို့စာပေတွေဆောင်ထားတာပေါ့ရောက်ချင်လို့စာပေတွေကိုဟောပြောနေတာပို့ချနေတာလည်းမဟုတ်ဘူးအဲ့လိုဆိုတော့ဓမ္မဗျာတွေမဖြစ်ချင်အရိယာမဖြစ်ချင်ဘူးဗျာအရိယာမဖြစ်ချင်ပဲနဲ့သူတို့ရွယ်ချက်ကိုယ်တိုင်ကိုကသိတာရဘူးလားဘုသူတာဘူးလားဓမ္မတိကဘူးလားအဲ့လိုဖြစ်ဖို့အတွက်ပဲသူတို့ကနေဒီစာပေတွေကိုဆောင်နေကြတာဆိုတော့ သူတို့ကဘယ်လိုမှဒီဓမ္မရဲ့အနက်မသိဘူး။အဲဒီဓမ္မရဲ့အနက်ကိုသိကြတာဆိုရင်အကုန်လုံးဒီဓမ္မတွေကိုလျှောက်ပြောလမ်း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 နဲ့သွားနေဖို့မဟုတ်။တသုတ်တစ်ဖွဲ့ကိုပဲကြည့်ပါ။ဥပမာဗျာဘာဟိယဓာတုစီရိယတုတ်တာလည်းကြားဘူးပါ။ဘာဟိယဓာတုစီရိယတုတ်တာဆိုတာဒိဋ္ဌိဒိဋ္ဌိထပ်တာခေါ်တဲ့ပုဂ္ဂိုလ်တယောက်မဟုတ်ခါတဲ့ပုဂ္ဂိုလ်တယောက်ကျုပ်တို့သာသနာတော်ထဲမှာဒိဋ္ဌိဒိဋ္ဌိပတ္တံဆိုတာတော့ခရီးပြားအကြောင်းကြီးလား ဒေဒေဒေနမတ္တကတော့ဆရာကြီးရွှေဘူးတောင်းတော့ဘယ်သူကတိပြီးတော့စာအုပ်တောင်ရေးဘူးသိတာဟုတ်အဲ့တော့အဲ့ဒေဒေဒေနမတ္တဆိုတဲ့ဟောတူနက်ဌာနရှိတယ်နက်ွက်ရှိတယ်ဟုတ်နော်အဲ့ဒေဒေဒေနမတ္တဟောတဲ့သူနှစ်ယောက်ထဲကတယောက်ကဗိုင်းရတာရှိရဟုတ်နော်အဲ့ဗိုင်းရတာရှိရဟောဆိုတာဘယ်လိုလုပ်လဲဆိုတော့ကျတို့စာရပေးလေးကပြောတာအရပါဗျာ။ဘာကြီးကဒါရုစီရဆိုတာတင်မောပြက်လို့ဟုတ်။ပြင်ကြက်ကလေးတွေနဲ့တခါတည်းကန်းကို တင်းနေတယ်ပေါ့ဒီရောက်ရေရကကြောက်ပြီတက်မတည်ပဲနဲ့ဒါနဲ့ तू ကလည်းပဲအခုအသားတွေကလည်းမပါတော့ဘူးဆိုတော့အဲ့ဒီပြင်ပြပြင်ချက်တွေကိုပဲကိုကိုကဲအဝတ်တဘောမျိုးလိုအကာအွယ်လုတ်ပြီးတော့ခြုံကုတ်ထဲမှာနေနေတယ်တဲ့အဲ့လိုနေနေတော့အဲ့ဒီနာအနီးနာအရက်သူအရက်သားတွေကတွေ့တဲ့အခါကျတော့ဟာဒီခြုံကုတ်တော့မှာသူတော်စီကြီးတပားပါလားဆိုပြီးကလာပူစော်တယ်တယောက်ကသာတရားဆိုတာမျိုးလိုတောက်တော့အဲ့ဒီရက်ဒေတာအရက်ဒေတာရဲ့ ပူဇော်ကံပုဂ္ဂိုလ်ကြီးဖြစ်တယ်။ဖြစ်နေတော့ तू ကတော့ဒုက္ခတယ်။သင်္ဘောပြက်လို့ဒုက္ခရောက်နေတယ်ဒုက္ခတယ်။ဒီလိုပဲလား။ဒုက္ခတယ်ဖြစ်ပေမဲ့လူတွေကနေပြီးသူ့ကိုအမျက်လူပြီးတော့တတ်မှတ်တာကိုခံရတဲ့အခါကျတော့အမေဒါကမှဟုတ်တုတ်တုတ်ကြီးသေး။ तू မှတ်တာပေါ့ဗျာ။ဟုတ်တုတ်တုတ်ကြီးသေးလို့ဆိုတော့တကယ်တော့သင်္ဘောနဲ့တွားတယ်ဆိုကုံရောင်းကုံဝဲတွားသလားပါလားပေါ့နော်။ဒါဘာလို့ဟုတ်လို့ဆိုရင်တော့ဒါမြင့်မြတ်တဲ့အဖြစ်ရကျင်လို့မဟုတ်လား။ဒါတထည့်ပြစ်တကြွယ်ဖြစ်တယ်ဆိုရင်မြင့်မြတ်တာပဲလို့ဆိုတော့ အခုဒီမှာဘာမှသွားပြီးရောင်းဝယ်နေတာလည်းမဟုတ်ဘူးဒီချုံပုံထဲမှာဒီပြင်ချက်ဝုတ်ပြီးနေတာလူတွေကနေပြီးတော့အမျက်လုကိုပဲဆိုတော့ तू ကအမျက်ကဖြစ်နေပေါ့ကွာပယ်တာဟုတ်တော့ပဲ तू ကတခါလဲသူ့ကိုယ်သူမိတ်နေတော့တာပေါ့လူတွေကနေပြီးအကောင်းစားပူဇော်ကြချစ်ခိုးကြပေါ့ဟာ तू ကတော့သူ့တွေပါရင်တော့ပေးမှာပေါ့ဗျာပိုးတော်ဖြစ်နေအဲ့လိုဆိုတော့လေလူတွေကလည်းဟာသူစုပေးတာကတော့ဟာကြတာတို့ဘာအောင်မြင်တာညာအောင်မြင်တာဟာနဲ့လူတွေကသင်ပြီးဆိုရင် ကိုတင်ကတင်ရွှေနှမ်းဆုံးဖုတ်တာတို့ဒါကတင်ဖြစ်ပေမဲ့လို့လဲဒီလူကြီးရဲ့ရွှေနှမ်းဖြစ်ဖြစ်ဒါနဲ့တခါလဲဒီလူကြီးဒါကိုဝယ်နေကြတယ်ဒီမှာအဲ့ကိုဝယ်မှုတွေများတဲ့အခါကျရဝေးရလူတွေပါတယ်လဲပဲပါပါပေါ့ဗျာလူကြီးပုံကူတယောက်ရှိတယ်လို့ဆိုတော့လဲလာကြည့်ကြတာပေါ့စေတရားဆိုတာအဲ့လာကြည့်တဲ့သူတွေမှာပါပြီလို့အချိန်တော့သူ့တငယ်ချင်းဖြစ်နေကွာပါနေသူ့တငယ်ချင်းဖြစ်နေလူကပါနေတော့သူ့တငယ်ချင်းကဘယ်လောက်တငယ်ချင်းလဲလို့ဆိုတော့ဘာလို့ရှေးဘဝကြောက်တယ်သူကတော့ပြောတော့တာပေါ့ဗျာ ရှင်းဘောရတာမမွေးခင်ကရှင်းဘောကဘူးလို့သူနဲ့တစ်ချိန်တော့ကောင်းကောင်းဝင်လုတ်ခဲ့တဲ့တကယ်ကြီးဖြစ်မှာတော်တဲ့ဟိုတောင်းပေါ်တက်ပြီးသားလားတရားထုတ်ကြတာဟုတ်တော့တရားထုတ်တော့မင်းကဟိုတောင်ဘက်တောင်ပိုင်းမှနေကွာဟိုတောင်ရဲ့နာမြောက်ပိုင်းမှနေမင်းနဲ့ကနဲ့ကိုယ်တိုင်းကိုယ်လည်းတယောက်စီတော့မတွေ့ကြတာဒါဒီတောင်ကြီးကလည်းပြန်ခင်းလို့မရဟုတ်ကတော့အဲ့တော့မတွေ့ကြတဲ့တန်းဆိုတဲ့အခါကျတော့တယောက်နဲ့တယောက်ရှိသေးတယ်မရှိတော့ဘူးလို့ဆိုတာသိဖို့အတွက် လာကြည့်လာွယ်လောက်ဆိုလို့ရှိရင်တော့အင်္ဂလိပ်ထွက်လိုက်ကြအောင်ခေါင်းမိမိမြန်မာပြည်မရှိတယ်လို့ခံပါငါမိမြန်မာပြည်လည်းကာကြည့်တယ်လို့မြင်ပါအဲ့ဒီလိုဂရိကဘုတ်ကလေးနဲ့နေလိုက်တာဒါနဲ့တနေ့တော့ဒီတစ်ခုကငိတ်တာမထွန်းတော့လာကြည့်လာွယ်ဟောတော့မရှိတော့ဒီလိုပေါ့ဗျာတော့မရှိတော့ဘူးလို့ဆိုတော့ तू ကမဟုတ်ဘူးမရှိတော့တာကတည်သွားတာမဟုတ်ဘူးဒီကနေပြီးတော့ဇန်နဲ့ပြန်သွားပြီဆိုတာအဲအဲ့လိုနဲ့ အဲ့ဒီလူတယောက်ကသူ့နဲ့အဲ့လိုအားထုတ်ဖူးတဲ့လူတယောက်သူ့လာကြည့်ပါဟုတ်ကဲ့နော်ဒါကသူတို့ကတော့ရှင်းွားလို့ပြောတော့ဗျကွာချားထားပြီကွာနော်အဲ့ဒီပုဂ္ဂိုလ်ကမြမတဲ့မြမဆိုတာသူကတန်ရတဲ့သူပေါ့တရားပေါက်ထားတဲ့သူပေါ့ဗျာအခုခေတ်လို့ဆိုရင်တော့ဒါယူမပြေအိုက်ပါဖြစ်ပြီးပေါက်သားပြီးဖြစ်နေတယ်သူကျင်းနေပြီဆိုတော့ချက်ပါတော့တော့အခုနပြောတော်တယ်နေတော့ဘောတော့ကျွတ်တို့လည်းတအားတော့တော်တယ်နေတာပဲကုတော်တယ်မနေတော့ ကျုပ်တော်တဲ့ဓက်ကန်ကြီးလောက်နောက်ဆုံးမိတော်ကြောင်းမှာသူကပြောတယ်ကိုနန်းတော်ကြောင်းလေးသောက်ပေးကြတယ်အဲ့ဒါသူကအဲ့နာလူကပြေရောက်လာတဲ့ဘဝမတည့်လို့ဆိုပြီးတာတိနာချုံချုံညားလေးကမှသောက်တာကျုပ်ကရန်ကုန်လာနေလို့ပြန်သွားတဲ့အခါကျတော့ဟာခင်ရတော့တိနာသောက်တယ်လားဟုတ်တယ်ပြရတယ်ဟိုနားလွယ်ခင်းချောင်းနေလို့မလုပ်ပါတော့နဲ့တိတ်တယ်ရသူလည်းလုပ်လို့လည်းရတာဒီလိုလိုပေးရပါပဲဒါတော့ဒီလိုလိုဒီနားထောက်တာအာခင်ရဒီနားထောက်တာပါတာပေါ့ ီးလောင်တာခေါင်းလားကျုပ်ကပြောတာဟုတ်တယ်ဟိုကျုပ်တို့ကတော်တဲ့နေတဲ့သူဆိုတာမီးလောင်တာသိတာမီးလောင်တာခေါင်းတာတဲ့ခင်ဗျားတို့ဒါဆက်ဆောင်အောင်ပါလားဆက်ဆောင်အောင်ပါဆိုရင်ကျုပ်ကရိနားမနေဘူးတော့လို့အဲရွှေ့ပေးမှဆိုရင်တော့ဆက်မဆောင်နိုင်တော့ဘူးလို့အကျုပ်ကလည်းပြောတော့ဗျာအရွှေ့ပေးပါပါတဲ့ခင်ဗျာဘယ်လိုမရွှေ့ချင်ဘူးကိုနေရာပဲရွှေ့ပေးပါမယ်ခင်ဗျရွှေ့ပေးတာပါဗျာအဲ့တော့ကျုပ်ကအဲ့လိုကပြောတယ်အဲ့တော့ကျုပ်ကိုအခုဒီမတည်သေးဘူးတဲ့လေကျုပ်ကိုကတော့ဇော်ကြီးလို့ပဲထင်နေတာကျုပ်ပြောရ ယောဂီဆိုယောဂီပေါ့ယောဂီလို့ထင်သေးတယ်လားဟောယောဂီဆိုတာအထုတ်နေရတယ်ကျုပ်ကဝိဇ္ဇာပြသူညိုချုံချာနေတဲ့ယောဂီဘုဒ္ဓဇောကြီးဘုဒ္ဓကျုပ်ဇောကြီးဖြစ်ကလွန်မြောက်လို့ဝိဇ္ဇာဖြစ်ရောက်ခင်ဗျာကြည့်ပါကျုပ်ကပါဇက်နဲ့ကိုထုတ်ပြောတာဗျာအဲ့လိုပြောမယ်လို့သိကူမရှိပါဘူးတက်တက်အဲ့နာချုံချုံချုံချာတဲ့သူတို့ကကျောင်းဆောက်ထားတာဖြစ်တယ်ချုံချုံချာကြတယ်ဒီကျောင်းတစ်ခုသာတော့မကပါဘူးနေရာလေးကကျေပါတယ်နော်ဒါပေမဲ့ဒီကလောင်သွားကြတောင်းတောင်းနေတာ ဲ့လိုဖြစ်တဲ့အတွက်ကျုပ်ချစ်ပေးကြတာကျုပ်ကဝိဒါကလို့ဝိဒါစာလို့ဒါပွင့်ပွင့်လင်းလင်းနေရှင်ချူချူချူညာလေးတဲ့ကုတ်ကတ်ကတ်တဲ့ယုဂတိသူကြီးချိန်လောက်နေရတဲ့နေရာမျိုးနေရှင်ဘူးလားကျုပ်ကကျုပ်ကလည်းအဲ့လိုကိုပွင့်လင်းလင်းပြောခဲ့တာအဲဆိုလိုတာကတော့ဒါသောကြီးနဲ့ဝိဒါပေါ့ဗျာနော်သောကြီးဆိုတာယောဂီကိုပြောတာပါပဲခုခေတ်ယောဂီဆိုတဲ့ဇာတ်လုံးကပဲသောကြီးဆိုပြောရင်းရတယ်နော်နောက်ကြတော့သောကြီးရတယ်ဆိုသောကြီးလို့ပြောတာပါဗျာနော် ဇောကြီးဆိုတဲ့စကားကိုကိုယ်တိုင်ကိုယ်ကယောဂီဆိုတဲ့စကားပါကနော်အဲ့တော့ကျုပ်ကခင်ဗျာဝိဒ္ဓါဗျာလို့ယောဂီမဟုတ်ဘူးဇောကြီးမဟုတ်ဘူးလို့အဲ့လိုမျိုးလို့ပြောရတာအနောက်တော့သူတို့ကရွှေ့ပြေးကြပါလားဘာမှမဟုတ်ဘူးဟိုနေရာလေးကပတ်စံကလေး300လောက်သူတို့တောင်းတယ်ပတ်စံ300လည်းပဲခက်တဲ့နဲ့တူတယ်ဗျာအဲခက်တဲ့နဲ့တူတယ်ဆိုတော့သူတို့လည်းပဲအဲ့ဒါကိုဒါဝယ်မပေးကြဘူးပေါ့ဗျာဝယ်ပြီးတော့တနေ့တော့ကျုပ်စီကိုတက္ကမတယောက်လာဒီကျောင်းလေးပါပဲပေါ့ဗျာ ဘယ်မှတယောက်လာတာလဲအဲ့ဒီကောင်ကလည်းသူယူထားတဲ့ယောက်ျားမရငယ်နေလို့မလို့သိညစ်တာနဲ့ကြုံရှိတာမှန်တော့ကြုံတဲ့ဒီခြေတော်ဝါလာခုံးကြီးကတိတယ်တက္ကမပေါ့ဗျာအာမင်းဘာလို့လာတော့ဒီမှာလို့မော်တော်ကားကြီးပြန်အဲမော်တော်ကားကလာနေနေမြကြီးလာလိုက်တယ်ကြုံကြောင်းသားအင်းနေတဲ့ကအဲ့မှာရထားခဲ့ပြန်ပြန်လာအာဒီတော့သိညစ်လို့လာအဲခုတ်ကပြီးပိတ်ပါတယ်ဘာလို့သိညစ်တာတော့ဆိုတော့လူလူယောက်ျားမရငယ်နေတာကြားတယ်အမင်းအကွာသေရောတေချာလို့လာသူတိကျကိုယ်လည်းမရငယ်ဘူးသွားပြီးခဲ့တာ င်းယောက်ျားဖြစ်တယ်သူယောက်ျားဖြစ်တယ်အဲ့ဒါကိုယောက်ျားအောင်အဲ့ဒါဒီတော့တေချာမှာပါအဲ့ဒါဒီကိုဘယ်လိုလုပ်အောင်မလုပ်လို့ဒီကိုသိညစ်တာနဲ့လာရသူပြောတာပါဗျာကျုပ်ကလည်းပြောတယ်ဟာဒါကတော့ကွာလို့သင်ဟာအသွားကြည့်ရင်အပြန်ကြည့်ရမှာပါလှုပ်ကြည့်ရင်ဖြေးမေးကြည့်ရင်ဖြေးလဲရှိရမှာတဲ့လို့ဖဲတော့မေးတော့အေးနင်းကတော့အိမ်ကဆင်းမသွားလိုက်တယ်ဗောလို့မင်းယောက်ျားအိမ်ကဆင်းသွားလိုက်တယ်မင်းယောက်ျားအိမ်ကဆင်းသွားလို့ရှိရင်မင်းယောက်ျားမင်းပြိုက်ပဲကြာမှာအကျိုးပြောတာပါလေ เต่ไม่เล่เอ้ที่เองก็มีที่กูสู้สุดไปเอ้ตัวไม่เอาเจ้าไม่รู้กูก่อนอ่ะเนี่ยเสียงตัวกูเลยพูดไม่เอาเจ้านี่ใช่เลยกูเลยพูดแล้วพาลูกมาแล้วก็เสียไม่เอาเจ้าเป็นเจ้ามาเอาจ้าไม่ต้องการเงินเลยไม่เอาเลยไม่เอาสุดหรอไม่งั้นกูงัดปีขาดงัดกูเลยไปไม่ปีขาดงัดกูงัดมาไปไม่ไปเม่ยนกูเมียนมาไปหาไปหาไปเนี่ยเมียนโอ้เมียนง่ายเลยมาไปวันเนี้ยแต่ฉันไม่มาเดี่ยวก็ไปหา ဒါဒါတိကျရအဲတိကျရတာဖြစ်တဲ့အတွက်မင်းတိတာဖောက်မင်းတိတာဖောက်တာဖြစ်တဲ့အတွက်မင်းကိုတခြားမိန်းမလေးကိုပေးထားတာဖြစ်တဲ့အတွက်ငါ့ကိုလည်းပဲမင်းကိုအကုန်လုံးပေးထားရတာကျန်းရုပ်သိမ်းလိုက်တယ်အကုန်လုံးမပေးဘူးငါ့ကိုမင်းမိတ်ဆွေဖြစ်နေတယ်ခေါင်းတကယ်လို့မင်း ကာမဂုဏ်မှုပြုခြင်းနဲ့ဆိုရင်မင်းငါ့ကြီးကငါ့ကျွေးအောင်ချူငါမကျွေးဘဲနဲ့တော့မင်းမိမဆိုပြီးငါ့ကိုမဟာရယာဖောက်တယ် အဲ့ဒီကပြောတော့ကြတာသင်လေအဲ့တိုင်းပဲပေါ့ကွာလို့မင်းယောက်ျားကိုသင်ကားပေါ်သူကြည့်နေတယ်ဆိုမင်းယောက်ျားကြီးကချွေမင်းယောက်ျားကြွေတဲ့ကသင်ကားပေါ့ပေါ့မကြွေမင်းလည်းပဲမပြူနဲ့လို့ငါယောက်ျားပဲဆိုကြတာမင်းလည်းနေတဲ့သင်ကားပြူနဲ့လို့အတူလက်တင်ပေးလိုက်တာဒါဆိုရင်ကွာလို့ပြီးတာပဲဒါသူပဲနေနိုင်မှာလဲပေါ့ကွာမနေနိုင်သူဒီကရှင်းသွားမလားသုံးမဟုတ်ဘိမဖြတ်မလားတခုလောပါပဲကွာရှင်းသွားရင်လည်းဒီပြည်ကြီးနေမင်းနဲ့ကြာခဲ့ပေါ့ပါအဲ့လိုပဲဒါ ကိုမိမဖြတ်ရင်လည်းမင်းယောက်ျားမင်းယောက်ျားပဲပေါ့ကွာတကယ်ဒီလိုပဲပြောတော့ကြတာကျုပ်ကလည်းအဲ့ဒီအလဲလက်ဒီလန်းကလေးပေးတာဆိုကျုပ်တော့ဘာခက်မှာကိုပြဒနာမှမဟုတ်ပဲသူပြဒနာရှင်းပြရတာဆိုတော့ဟုတ်လားအဲ့တော့ तू ကအကောင်းကြီးခင်ဗျာဒါနဲ့အဲ့ဒီနေရာလေးကြားတဲ့ခါကျတော့ဒီနေရာလေးတပြီတော့ဒီနေရာလေးငါတင်ချင်တာကွာလို့ငါတက္ကရာကြီးကပတ်သက်300လောက်ဝင်ပေးဘူးကွာဒီလိုလေးပြောတော့ပါလေအားကဲတူဒီရောက်ပေးတယ်ဒီရောက်ပေးမယ်ဆို तू ကပေးတော့တာကြတဲ့ခါကျပြီးတော့ကျုပ်လည်းအဲ့ဒီနေရာလေးကိုပဲဝယ်ပြီးနေလိုက်တာပေါ့ဗျာဒါဒီမလာခင်ကနေခဲ့တဲ့နေရာလေး ကောင်းတယ်ဗျာနေရာလေးကတေကကျဲအနေအမြင်တော့မညီဘူးပေါ့အနေအမြင်မညီတာကွာလဲကောင်းတာဗျာရေလည်းပဲရတယ်ဆက်နေရာဒီရတာຫນွေလည်းရတယ်မိုးရဟိုးရတိုင်းပဲရတယ်တန့်ရီတန့်ရီအဲတုံးပတ်ပိုင်လုံးလေးနဲ့အပြည့်ရလာတယ်ရတယ်အဲလို့တော့အနေအားကောင်းလေးပဲပေါ့ဗျာကျုပ်ကပြောရတာဟုတ်တာဒါဝိဒ္ဓါလို့ဆိုတာပေါ့ဗျာအကျုပ်တို့ဗျာလည်းပဲဒါဝိဒ္ဓါပေါ့လားအဲအဲ့လိုဝိဒ္ဓါဆိုတော့ကျုပ်တို့ဗျာဟိုကျုပ်တို့ဗျာနေပြီးတော့ဒီပြည်စောကိငါဘူးလို့တရားဟော ဟုတ်ကဲ့နော်ဘုရားဟောတယ်လို့အခုနောက်တုန်းကဘိုင်ယတ်ဓာတုစီရပါတော့ဘိုင်ယတ်ဓာတုစီရလည်းပဲသူ့အနေနဲ့ကတော့ဘယ်လိုဖြစ်နေပေါ့လားတပေါက်သူဆိုပြီးတော့သူ့လူတွေကနေဒါသူ့ကိုကိုးကွယ်နေကြတယ်ဆိုတော့သူ့တငယ်ချင်းကလာတဲ့ခါကျသူ့တငယ်ချင်းကအခုနောက်ပြောတောင်ပေါ်မှာဂတိပြုပြီးချင်းကတပေါက်သွားတယ်ကိုဝဲကြဖြစ်သွားတယ်ဟုတ်ကဲ့နော်ယူပါယူပါပေါက်သွားတာပြောတာနော်ဒီပါဒီပါပါဝိဇာဖြစ်သွားတဲ့သူတော့သူကတော့ အဲ့ဒီနေရာပနေတော့ဗောတောထဲမှာပနေတော့ဗောယောဂီကတောထဲနေတာဗောချိန်လို့ရမယ်လူကတောထဲနေတာဟုတ်ကြာနော်အဲ့သူချိန်လို့ရမယ်လူမဟုတ်တော့ဆိုသူကသွားတယ်ဟိုလူကကြံခဲ့ပြီဆိုတော့ဟိုလူကလည်းကြာတော့မတက်နိုင်တော့သူလည်းရှင်းသားပြီသူလည်းကုံရောကုံရဲတော့ဘာလုံးမအောင်ရပင်လဲတဲ့ခီးသွားတယ်တင်မောပြတ်တော့သူဒီမှာရောက်လာကြည့်ရဲ့အခါကျတော့သူ့မြင်သူ့မြင်တဲ့အခါကျဟာမင်းကဒီရောက်နေတာလားဗောအခုနကသူ့တငယ်ချင်းဝိဒါပြောတာနော်တေးกว่าဗောအာကြီးအဲ့ဒီလိုဖြစ်နေတာဗောမင်း တို့တို့အချက်မရှိပဲကောင်းဆိုပြီးပါကွာပါမနေဟုတ်တာလည်းမဟုတ်ပဲနဲ့မိဒီလိုကြီးလုပ်နေတယ်ဝိဒါကတော့သူ့နဲ့တငယ်ချင်းတီခုနကပြောခဲ့တယ်ဟိုမိထုံးပြီးတော့ပြပြီးတော့ပေါက်သွားတဲ့လူကသူ့အမြင်နဲ့ခါကြတယောတော့တာတော့တွားမင်းတာဝတိပါခရားရှိတယ်ဟုတ်တော့မင်းအဲ့ဒီတွားပြောတော့ကောင်းလေကြောက်ကြောက်လန်းလန်းနဲ့ရှက်ရှက်ကြောက်ကြောက်နဲ့တခါတည်းပြီးတော့တာပေါ့ဗျာဟုတ်တော့ အေးတော့ဘုရားကြောင်းရောက်ပြီ။ तू ကဘုရားဆုံးကကြွားပါလား။ဆုံးကကြွားသွားတဲ့အခါကျတော့ဒါဘုရားဆုံးကသွားတယ်ပေါ့ကြောင်းကနေကြွား။အဆုံးကရလိုက်။ဘုရားတော့ဆုံးရနေတော့ရှိတယ်။ဒါဆိုဘုရားဒီလိုတရားဟောပါဗျာ။အဲမင်းနာမည်ဘသူဘာရတာလူကြီးရ။ဘာရတာလူကြီးရ။ကာကုဆုံးကနေလေတဲ့အားဘူး။ဒါမအားလို့မဖြစ်ပါဘူးဘုရားပေါ့ဟောပါ။ဒီဆုံးကရတန်လန်းကြီးနဲ့တရားဟောခိုင်းနေတယ်ကွာ။အဲ့တော့ဘာဖြစ်လဲဆိုရင်တော့ ။ဘုရားလည်းပဲကဲဒီလောက်ဟောခိုင်းလာတဲ့ကောင်ကဟောမှာပေါ့ပြ။တရားတော်လေးဟောမင်းမြင်တဲ့ဟာကို မင်းမင်းမြင်ရတဲ့အတိုင်းခါပမာဏရှိရှိတိုင်းမင်းပြီးပါ့။ပြီးအောင်လုပ်။မင်းကြားတဲ့ဟာကိုမင်းကြားတဲ့ဟာရဲ့အတိုင်းရှိပမာဏရှိတဲ့အတိုင်းမင်းပြီးအောင်လုပ်။ကြောက်လို့။ဘာသာသံတည်းရတော့ကျုပ်တို့ကြားတော့ဘာသမ်းမှာလဲတော့ ဘာမှတိုင်းဓာတိတမ်းမပါရင်ဘာမှမဆောင်ခုနီတာပါတယ်ဗျဘိုင်းရဓာတုစီရိယာကဟုတ်ကနော် तू ကဘာလုပ်တာတော့ तू ကမြင်ရတာကိုမြင်ရတဲ့အတိုင်းနေတာမဟုတ်ဘူးကြားရတဲ့ဟာကိုကြားရတဲ့အတိုင်းနေတာမဟုတ်ဘူးဟုတ်ကနော် तू ဟန်ကောင်းနေတာဟုတ်တယ်မလားသူများတွေကသူ့ကိုအရှင်ကောင်းအမြတ်ကောင်းကြီးဆိုပြီးတကလားကိုယ်ပဲနေသူကအရှင်ကောင်းအမြတ်ကောင်းကြီးလို့ပြန်ဟုတ်လားဗျာတော့သူအရှင်ကောင်းအမြတ်ကောင်းကြီးဖြစ်နေလိန်ညာနေတာအန်ဆောင်နေတာ ခန်းဆောင်နေတဲ့သူကိုမြင်ရတာကိုမြင်ရတဲ့အတိုင်းထွာရှိရှိလေးနဲ့မင်းကသိအောင်လုပ်အောင်အားကွာဒီတလုံးပြောလိုက်တော့ကြံ့ချူတကသဘောကျပြောမစင်တော့တရားလည်းပဲ तू လည်းပဲကျင်သားရှိတယ်လို့ဟုတ်လားခုနကမိခွန်းတို့ပြီးတော့ပြပြီးကျင်လာခဲ့တဲ့သူသားတွေကဆိုတော့ဟုတ်ပြီနော်အဲ့ဒီနေပါလေ तू တရားသဘောပေါက်ပါလားကျွတ်တို့ဒီကနေ့သာသနာတော်မှာတရားသဘောပေါက်ကြတယ်လို့ဆိုတဲ့သူတွေရန်တာတွေပေါ့နော် ။ဒီယန္တာကဘယ်လိုနေတာတော့ယန္တာဘယ်လိုနေတာတော့။မေးရင်သူတို့ကပြောอ่ะ။အမြင်ရတဲ့ဟာကိုမြင်ရတဲ့ပမာဏအတိုင်းသိတာကွာ။ကြားတဲ့ဟာကိုလည်းကြားရတဲ့ပမာဏအတိုင်းသိတာကွာ။ဟုတ်ကဲ့နော်။ကြားရတဲ့ဟာလည်းကြားရတဲ့ပမာဏအတိုင်းမသိတဲ့လူတွေတဲ့။မြင်ရတာလည်းမြင်ရတဲ့ပမာဏအတိုင်းမသိတဲ့လူတွေတဲ့။ကိုအုံးတော့နဲ့ကိုနားဆောင်ကြ။ကိုနားနဲ့ကိုကြားနေကြ။ဟုတ်တယ်မလား။အခုကြည့်ပါဦးနော်ဗျာ။ကလတန်ကနေပြောလိုက်တယ်။အရုပ်ကဘာမလား အကြဖက်လူတွေဘက်ကပါပါလာတယ်ပြောတယ်နော်အဲ့တော့ဘာဖြစ်လဲဆိုကလင်တန်နဲ့တူတဲ့လူတွေကကလင်တန်ဘက်ကပါမယ်လို့ပြောတယ်ကလင်တန်နဲ့မတူတဲ့မူဆလင်တွေကတော့အကြမ်းဖက်လူတွေဘက်ကပါမယ်နဲ့ပြောနေတာတနေ့တကဘာလို့ပြောနေကြတာကိုနန်းနဲ့ကိုကြားတာနော်အဲအဲ့လိုမျိုးပေါ့ဆိုလိုတာကတော့ပြင်ကြားတာတွေကလည်းကြားဘူးဟုတ်တာကြားဘူးဟုတ်တာမကြားတော့ဘာဖြစ်လဲကိုကြားချင်တာကြားတာကိုစည်းဟူတာတဲ့ကြားတာပေါ့ကြားတာအဲကိုစည်းဟူတာတဲ့ကြားကိုမြင်နေတာလည်းမြင်တာပေါ့သူမြင်နေတာမြင်တာဗျာ တကယ်ရှိတာမြင်တာပေါ့ဘာဖြစ်လို့လဲလို့ကျွန်တော်သူ့ရှိတာနဲ့သူမြင်တာဟုတ်ရအဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်ဖခင်ရဲ့အဆိုဆုံးမကိုရလို့အရဟတ်ဖြစ်ကိုရောက်ပြီအရိယာရဲ့အရင်ဆုံးဖြစ်ရောက်ပြီခင်မြင်တဲ့မြင်ရတရားရဲ့ပမာဏအပါတိုင်းကြားရတရားရဲ့ပမာဏအပါတိုင်းကြားတယ်အဲ့လိုမျိုးလို့ဖြစ်တာအမြားရဲ့အမြင့်ဆုံးသူတော်ကောင်းပဲအခုနကတော့ဘာရဓာတုစီရအောင်လို့ပဲအဲ့လိုလေးပြောလိုက်တော့ဟောသူတစ်လုံးနဲ့တိတ်သွားတယ် အဲလိုတိသွားတာသူလည်းပဲအရဟဖြစ်တာလို့ပြောဘာဖြစ်လို့သူအရဟဖြစ်တာသူတမိုင်းကိုယ်တိုင်ကြည့်လိုက်လို့ရှိရင် तू ကမဟုတ်တာကြီးနဲ့နေနေတာပေါ့လားမဟုတ်တာကြီးနဲ့နေနေတာကိုဘုဘနဲ့ဆိုပေါ်အောင်လုပ်လိုက်တယ်လို့ဖြစ်ပြီတမိုင်းကယူပြီးတော့အကုန်လုံး तू ကတခါတည်းဖြန့်ကျက်ကြည့်လိုက်တာပေါ့လားဒါဘာဖြစ်လို့လဲလို့ဆိုရင်ဒါကျွန်တော်တရားပေးတာတွေလေ့လာရတဲ့အတိုင်းတရားမရတာဘာကြောင့်ဆိုတာတိဖို့အတွက်ဒါကိုကြုံပြောနေတာတော့တရားပေးတာတွေလေ့လာတရားပေးတာတွေအတိုင်းပဲတည်တယ်လို့ဆိုတော့တရားမရဘူး အဲ့ဒီတရားပေသာတွေလေ့လာရင်အဲ့ဒီတရားပေသာတွေကအကောင်ကြီးရဲ့ဘဝဟုတ်ကဲ့နော်ဘိုင်ယာဓာတုစီရိယရဲ့ဆိုတဲ့အကောင်ဘိုင်ယာဓာတုစီရိယအကောင်ရဲ့နှလုံးသွင်းအစ္စတကိုကျွတ်တော့သိမှဘိုင်ယာဓာတုစီရိယဘာကြောင့်တရားရသွားတာဆိုတာပြောနိုင်ရမှာပေါ့ဗျာသူကမှမြင်မြင်တဲ့အတိုင်းမဟုတ်ပဲနဲ့ဟုတ်ကြားကြားတဲ့အတိုင်းမဟုတ်ပဲနဲ့သူကညာနေတာဟန်ထောင်းနေတာပေါ့လားဟောအဲ့လိုဆိုတော့သူပြုတ်ခတ်ပါတော့ဗျာတော့ညာဆုံးမလိုက်တဲ့အခါကျတော့ အဲ့ပြီးတော့သူ့တကယ်ချင်းကလည်းပဲသူ့အချက်ကြီးကိုရတော့အောင်ကိုတခါတည်းတယောလိုက်တာဟုတ်တယောလိုက်တာဆိုတော့လည်းတကက်ကိုအချက်ကြီးအကြောက်ဖြစ်ပြီးဖျားသီးသွားတော့လည်းဖျားပြောစကားနားဝင်ပြီခလာဖျားပြောစကားလည်းမြင်မြဲတဲ့အတိုင်းထွားရှိရှိလုံးလို့ဆိုတာတတ်သူ့နိဒန်းကိုတည်တည်ချာချာသိမှသူ့တရားရတာလို့သူပြောတာပါတော့အဲ့တော့ညာကြီးတို့လည်းမင်္ဂလာတုတ်တန်နာရနာရမေတ္တာတုတ်တန်နာရနာရဟုတ်လားမင်္ဂလာတုတ်တန်နဲကနိဒန်း ေတ္တာသုတ်တန်တဲ့ကဤတန်းကိုသူ့ရဲ့ဒီဝိရတိဒေတာဝနေအနေကအနာထပိဋကတအာရပေဟုတ်ကဲ့နော်ကေဝလကပံဇေတာဝနာဩဘာတတဝါလို့ပါတဲ့ဤတန်းကလေးလောက်ပြန်မနေပဲဟုတ်ကဲ့နော်သူ့ဤတန်းကိုကိုယ်လူလူဆင်းချင်းကြည့်ရတကယ်မင်္ဂလာတရားကို၁၂နှစ်တိုင်တိုင်ရှာခဲ့ကြတယ်ညဉ့်ညခုံညဝေဖန်ခဲ့ကြတယ်လို့ဆိုရင်ဘယ်လိုတွေဖြစ်မလဲလို့ဆိုတာကို ပြောမစင်တော့ဒါခစ်တည်းမှာပညာတတ်လို့ပြောရတဲ့အနေထားအထိကိုလည်းပဲပညာရှိဦးထားတဲ့တော့လူလောကရဲ့ပုံမှန်အနေထားတော့ကိုကိုကြည့်နိုင်တဲ့အနေထားရှိပါပါမင်္ဂလာကိုဘယ်လိုသတို့ဒါဥပ္ပတောင်းနေဖြစ်ခဲ့ကဲဆိုတာမျိုးပေါ့ဗျာတော့မေတ္တာကိုဆိုရင်လည်းပဲအဲမေတ္တာကိုရလောက်အောင်အတွက်ယာကြီးတွေတခါလဲတောချောင်းထဲမှာဘယ်လိုတွေအတတိတွေ၆တယ်တရေတွေ၆တယ်အဲ့ဒါမနေနိုင်လို့ဘုရားကြီးပြန်သွားတော့ဘုရားပြောတယ်ဆိုရင်မသိဘူး တစ်ထေချောက်တယ်ဆိုတာသိတတ်ကြတယ်သိတတ်ကြတယ်ဆိုတာဝန်းကျင်နဲ့အဆင်မပြေလို့ပဲမပျော်လို့ပေါ့ဗျာမပျော်လို့သိတတ်ကြဝန်းကျင်နဲ့အဆင်မပြေဘူးလို့ဆိုတာသူတို့ဘက်ကလိုလို့ပဲဘာလိုတာလို့ဆိုရင်တော့စာရိတ္တတိလဟုတ်ကဲ့နော်စာရိတ္တတိလလိုတာကိုမလိုအောင်အတွက်တက်ကလောက်ကြဟာဥစုလောက်ကြဟာသူဥစုလောက်ကြဟာမေတ္တာရဲ့အချင်းရာတစ်ဆက်နားကျက်ဗျာဟောတော့တာဟုတ်ပါဗျာအဲ့တော့သူတို့က တို့အဲ့ဒီနေရာပြန်သွားဆိုတော့တို့လည်းအဲ့ဒီနေရာဘုရားခိုင်းတော့ပြန်သွားရတာပေါ့ပြန်သွားပြီးတော့အဲ့ဒီရအဲ့ဒီရွာအဲ့ဒီအနိချုပ်သက်ကလူတွေပေါ့ကတို့ကတက်ကစမ်းစမ်းတက်မှဆောင်ရွက်ပေးတာတွေဥစုတကယ်ကိုရင်ရင်ပါပါနဲ့တို့ပေါ့ကဆက်ဆံပေးတာတွေသူဝဇောတတတွေရောမူးတူတွေရောအနာတိမာတိတွေရော မေတ္တာချင်းရာတစ်ဆယ်နဲ့၅ချက်ကိုတို့ကကျင့်သုံးတယ်ဆိုတော့တက္ကူလူတွေကအကူအမလက်ပေးကျင်နေတယ်လူတွေပဲတို့ကလက်ပေးလိုက်ပြီလို့ဆိုတော့ကိုယ်ကလည်းလက်ပေးကုန်တို့နဲ့ရောထွေးသွားရောထွေးသွားပျော်ပြီ ပျော်တဲ့ပုံကိုတစ်စီဘယ်တော့မှမချောက်ဟုတ်တော့အဲသိတတ်မကြတဲ့ပုံကိုဘယ်တော့မှတစ်စီမချောက်ဘယ်တော့မှတစ်စီမချောက်ဘူးနေမှာပဲနဲ့ဒီတာရိတာတီလာတွေကိုကျင့်ပြီဆိုဒီတီလာတွေကပွားပါပွားပါများပြီဆိုရင်တမတိယဝင်ပညာဝင်နေဆိုတဲ့ခါကြတော့ဒီလောဝဓာတ်တဏိတာတပ်ပါနောကာမေတုဝိနယဂေဒံတို့ကဖြစ်ကုန်တီလာတွေနဲ့ပြည့်စုံပြီးတော့ခါရဲကာမတွေတော့ပယ်နိုင်တဲ့အချက်ဒဟိတာတို့ကပတ္တိယပုဏ္ဏရေတိဆိုပြီးတော့နောက်ဆုံးကြတော့ဒီခါရဲရန်တာတွေဖြစ်ကုန်တယ်ဆိုတာ ြောတာပါတော့အဲ့တော့ပြောမယ်ဆိုမေတ္တာတုတ်တံကိုပြောမယ်ဆိုရင်မေတ္တာတုတ်ရဲ့ဏိဒံလောက်ကိုကကြားခံဆင်ခြင်ကြည့်ရဖြစ်နိုင်ခြေပြီပေါ့ဗျာတော့အဲ့လိုဏိဒံကိုကျွတ်ကနေမသိဘူးလို့ဆိုတော့တာရဲ့ရဲ့ဝတ္ထုကိုဖတ်ပါရဲ့ဝတ္ထုရဲ့ကာလပြီဆိုတော့ဝတ္ထုရဲ့သူရဲ့ကာလပြီရဲ့ဘယ်လိုလုပ်ဖတ်တာဟုတ်တော့အဲ့ဒီလိုပဲဘောတပုတ်အိမ်တို့ဘာတို့ပေါ့ဗျာဟိုဘာဆွေတို့ဘသူတို့ရေးခဲ့တယ်ဗျာတော့ အဲ့ဒီတော့ကတော့အင်္ဂလိပ်ရဲ့ကိုလိုနီအုပ်ချုပ်ရေးခေတ်တော့ပဲဒီတာတွေကတကယ်ရတာခါတော့ကောင်းတယ်ဟာဟုတ်ခုသိရင်တော့ဟုတ်ချင်မှာဟုတ်ဘာပြောတာဒီပါလိန်လို့ဆိုတာသူလို့ဖြစ်ရမှာပဲဟုတ်လားဗျာတော့အဲ့ဒီလိုမျိုးခေတ်ကာလအလျောက်သူ့ရဲ့ရတာဖြစ်ရအဲ့ဒီလိုပဲဓမ္မစာပေတစ်ခုကိုနာကြားလိုက်တယ်ဆိုရင်ဓမ္မအရတာလို့ဆိုတဲ့တကယ်အရိယာဖြစ်ရောက်သွားတဲ့အချိန်ပြရတာပေါ့ကတော့အဲ့ဓမ္မရဲ့ဟောချိန်လေးဓမ္မရဲ့ခေါ်ရခြင်းရဲ့အကြောင်းချစ်တာတွေကိုကိုပေါ်နေမှာပဲဒီဓမ္မရတာခံနိုင်လိမ့်မယ်ဗျာနော် အဲ့တော့အဲ့လိုမျိုးလို့ခန္ဓာကိုယ်ရံအတွက်ဆိုတော့ကိုကပဲအတော်ကြီးညံထုတ်ရပြောကြတယ်ပေါ့ဗျာ။ဘာလို့ဆိုဘေးကညံကူထုတ်ပေးတဲ့သူတိတ်ဖြစ်ဟုတ်နော်။ဘေးကညံကူထုတ်ပေးရလို့တိတ်မရှိဘူးလို့ဆိုတာတိသားပြေလို့အထကရာဖွင့်တာတိတ်ဖြစ်။အထကရာဖွင့်တာကြတယ်တော့လေသကလုံးနေပဲတလုံးချင်းတလုံးချင်းဖွင့်သွားတာဖြစ်သွားပြီ။အဲ့တော့ခုနကပြောခဲ့တဲ့သမိုင်းလေ့လာတဲ့သူတွေကိုသမိုင်းနဲ့ခက်စစ်တွေတင်ကြားတဲ့လောက်ပဲတင်ကြားတာပဲဖြစ်သွားအထကရာဆိုတာနော်။အဲ့ဒါကြောင့်မို့လို့ကျွတ်တို့သဗ္ဗပညာရှင်တွေကကျွတ်တို့ဗမာပြား တကယ်ကဘာမှာတော့ထိတ်တန်းပါဗိဓိကပေါ့နော်ဗိဓိကသာပြီးတကယ်ထိတ်တန်းဖြစ်ပေမဲ့လို့လည်းပဲဘယ်သူမှဒီစာပေရတ်တာကိုမဖော်နိုင်ကြဘူးမပေါ်ကြဘူးအဲ့လိုမပေါ်တာဘာဖြစ်လို့လဲလို့ရှင်ဓမ္မတွေဖြစ်တည်တဲ့ကာလတော့ဓမ္မဟောသူသို့မဟုတ်ဓမ္မနာသူတို့ရဲ့တကယ်ဖြစ်တည်နေတဲ့ဘဝသူတို့ဘုံမဖော်နိုင်ကြလို့ဒီလိုပြောရမှာလားတော့ပြောတဲ့ဒီဓမ္မစကြာမှာရေဆွဲကြီးငါးဦးတို့တေဟောဘုံ ခုနပါဠိဘုရားဓာရုတိရိယတို့တေယုခေါ်ဘုံခုနမေတ္တာတုတ်တံမှာတခါတဲ့ဒါယဟန်ကြီးတွေတေယုခေါ်ဘုံဒါရီယာစာရဲတော့ဘယ်တကယ်လာမလဲပေါ့ဟုတ်ကဲ့နော်စာရဲဘယ်တကယ်မလာဘူးစာရဲကအစနာရှိဘူးဒီတွေ့ပြီးငါတို့တို့ဆိုဘုရားကိုပြုမှုနေခဲ့တဲ့သူတွေလို့ပြောသူသိကြတာပဲခေါ်လားနောက်မှဘုရားကနေပြီးတော့အတ္တကိလမထာမြောဂလို့ဆိုရဲအာယုဘတရားကိုမကျင့်တော့တဲ့အခါကျမှာဒီသိဒ္ဓထတော့တရားလည်းမကျင့်တော့ဘူးသူ့လောက်တွေ့နေအပေါ်ပါပဲဆိုပြီး တို့တောပြောင်းပြီးတော့သွားကြတာပေါ့အဲဒီလိုအတူတူနေပြီးပြုစုပါတယ်ဆိုကြတဲ့ကအဲ့ဒီတရားကိုတို့ကျင့်တယ်လို့ဆိုတာဒီလိုသိရမှာဖောက်လာတာဟောဒီတရားကိုတို့ကျင့်လို့ဒီတရားမြတ်တို့တာပဲဒီတရားသူတို့တဲ့အသာဘုံပြောင်းစာမိုးကျင့်တယ်လို့ပိုးမြတ်တို့သိတတ်တာဟုတ်ကဲ့တော့အဲ့တော့ဒီတရားကိုတို့ကျင့်နေတယ်အတ္တကိလေသာတရားကတရားကျင့်နေတယ်ဒါကျတို့ကသိတာလေခုနကမေတ္တာသုတ်တာလည်းပဲတစ်သေးလေးခြောက်လို့မလို့တရားကြောင်းပြန်သွားရတယ်လို့ဆိုတာတစ်သေးဘောလို့ခြောက်လဲလို့ဆိုတာသိဖို့ကြတော့နည်းနည်းခက်ပါ ကျုပ်တို့ကတော့တောချောင်းနေခဲ့တဲ့သူတွေဆိုတော့တိဘောင်းလို့ဆိုရင်တတိယ6တာဖိတ်တဲ့ကြ6ကျုပ်တို့ကသိတဲ့မကြတော့6တခြားတောချောင်းဘုန်းကြီးတွေသိတဲ့ကြတာဟောသူတို့သိသိပဲနားထားရမယ်ပါမသိတာဒါကြောင့်တတိယ6ပဲကျုပ်တို့ကလည်းပဲသူကိုယ်တိုင်သိတဲ့ကြခဲ့သူသိတဲ့ကြတာဘယ်လုံးရတော့ခုနန်းတော်ကိုလည်းဆုံးပြီးတော့တောထလာတောရတဲ့တရားတွေလည်းပဲယူပနဲ့အာယူပါတယ်လဲဆိုတော့ဘောဒီပင်အောင်ရောက်တရားလည်းပဲသူရှိလို့ဆရာကြောက်ခိုက်တာပြီ ထိနန်းစည်းစိမ်လို့ဆိုရယ်ကာမအာယုလည်းမရှိဘူး။ဒါဆိုသူ့စိတ်ဗေနထားပဲ။ကာမအာယုဝင်ပါလေထားကြရှိဘူး။ကမအာယုဝင်ပါလေထားကြရှိဘူး။ဒါမှမဟုတ်သူ့မှာဒိဋ္ဌာန်ကမရှိဘူး။ဟုတ်ကဲ့။သူ့ကဒိဋ္ဌာန်ရှိတယ်လေလို့ဆိုတော့အာဒီလူလေးကိုကုသပေးမယ်။ဟောဒီဘုနာတေတရားနဲ့ကြောက်ကုသပေးမယ်။အဲ့ဒီငါရဲ့ဒိဋ္ဌာကျက်ကဟောဒီကဘာမြေကြီးမြဲတယ်လို့မြဲတယ်။မြေကြီးကိုသူကတက်တဲ့ထူပြီးတော့ပြောလိုက်တာ။သူအဲ့လောက်မြဲတာကတကယ်ကြီးပါတဲ့ ပဏိတိကြီးပဲじゃတော့အဲ့ဒါတော့ဗန်းနိုင်ကြီးရှိနေတဲ့သူဖြစ်တဲ့အတွက်ရွယ်ချက်ပြောက်တာခုတ်ခုဆိုပြီးတော့သူဖြစ်သွားပြီးတော့တိတ်အားကြီးတက်ကြွလာပြီသူတစ်စီမချောက်တော့သူချောက်တာတစ်စီတည်းကအဲ့ဒါဆိုတော့ဒီခုနရဟန်းနေဘူးလည်းပဲတရားတမ်းမတီပဲနေပါမှာလားဗျာတမ်းမတီပဲနေပါတမ်းတီတော့ဒါသူတို့ခေါင်းကြီးကလေးပေးလိုက်တာလေကိုယ်တိုင်ငုံတော့သူစိုက်တာပြီးပြောအဲတိတယ်တခါသူတို့သူ့ရဲ့စိုက်တာကိုတိပြီးဆိုတော့ဒီလိုတွေစိုက်တာလည်းတိတာပေါ့ဗျာတော့အဲ့လိုဖြစ်တော့တာဗျာအဲ့တော့ပြောသက်တယ်တော့ ကိုကလည်းပဲကိုရင်းစာနိုင်လောက်အောင်ထိပြောမစင်တော့သူတို့ဖြစ်ရတဲ့နေတန်းတွေကိုခေါ်နိုင်လောက်အောင်ထိကိုကိုကိုလည်းပဲသူကအားတက်ထားတာလေးရှိရမယ်ပေါ့ဗျာတော့ခုနပြစ်သားကြီးငါဦးတို့ရဲ့အနေထားဆိုရင်ကိုကပြစ်သားကြီးငါဦးတို့ရတဲ့လောက်ရပြီးနေတဲ့အဖြစ်ထိကျုပ်ကရှိလို့ပြစ်သားကြီးငါဦးတို့ကျုပ်ကတည်တယ်ဟုတ်ကဲ့နော်အဲ့တော့အဲ့လိုမျိုးလို့ဓမ္မတွေကိုကျုပ်ကနာကြတယ်ဆိုရင်ဓမ္မတွေပါတဲ့ပြစ်သားကြီးငါဦးတို့ပြစ်သားကြီးငါဦးလို့လည်းမလုပ်လိုက်ဘူးဓမ္မတွေပါတဲ့ဖျားဖြစ်ဖျားလို့လည်းမလုပ်လိုက်ဘူး အဲ့ဒီခေတ်ကအခြေအနေတွေဝန်းရံထားတဲ့ဟာတွေကိုကျုပ်ကပြအောင်လုပ်ကြတာအဲ့ဒီလိုမျိုးလို့လေ့လာပါမှတကယ်ဓမ္မထားတယ်ကျုပ်တို့ဓမ္မရဲ့အသက်တွေတက်ထူလူချက်တွေကျုပ်တို့ခေါ်နိုင်ကြလိမ့်မယ်ဗျာတော့ကျုပ်တို့တာကနာတော့ဟာအဲ့ဒါရှိတယ်အဲ့ဒါမရှိနေတဲ့အတွက်ဒါတွေကိုပြန်နိုင်မှသုံးပုံလုံးကောင်းဖြစ်ကြတယ် ဘာမှမဖြစ်ကလေးသမိုင်းပြန်ကလေးသမိုင်းပြန်တယ်ပဲဟုတ်နော်တကယ်ဆိုတော့ပဲအဲ့မနေ့ကညီပါညီပါညီပါဆိုတာမျိုးလို့ပါဗျာဒါအဲ့ဒါပဲကျွန်တော်လည်းဥထားကြတော့မရှိတော့တယ်တောင်းနေမှာကျွန်တော်လည်းရတယ်ကိုယ်ကမနေ့ကညကတော့ပြင်တယ်ကိုယ်တက်ကြတင်ပါတာကိုစူမီဟုတ်တယ်ဗျာတိဟုတ်တယ်ဗျာတိဆိုင်ရင်လည်းဆက်လက်ဆိုတိဆိုင်ရင်လည်းတို့တွေရအဖွင့်ရအဲအဲ့ဒီကပြောတဲ့အစောတရားနှစ်ပါးတော့ဘာမှချိန်ပြောမကြည့်ဘူး ဟုတ်တယ်အဲ့ဒီကလွတ်အောင်ကလည်းပဲကိုယ့်ရဲ့ဖရာဖရာကြီးတွေကိုယ်တိုင်ငါကိုကဒီအစွန်းထဲမှာတက်ခဲ့တာဆိုတော့ကိုယ့်ကဖရာလက်ကြဖရာဖရာရဲ့လက်ကြအဲ့လိုဆိုတော့လည်းပဲကိုယ်ကလက်ကြပေါင်းများစွာဖိထားတာတက်တော့ကိုယ်ကလည်းဒီအပြင်မှာ touch ဒါဒီဖရာတော်ကြီးကိုဘယ်လောက်လူဆုံးကောင်းကြီးတွေလဲတကယ်သွန်းကောင်းတဲ့ပုဂ္ဂိုလ်ကြီးတွေသူတို့ထင်ပါတယ်ဘယ်လောက်သွန်းကောင်းတဲ့ပုဂ္ဂိုလ်ကြီးတွေတောင်မှပဲဒီယုံနံလို့ဆိုတဲ့ပရမတ်ထဲကြတော့မင်းသိပြီးတော့ပြောတော့ ဆက်ဆက်ကလေးမှအဲ့ဒီကနေရက်ကူးတဲ့ပုံတွေ့ရဟုတ်ကဲ့နော်အဲ့ထဲမှာပဲသူမြောက်သွားတာနော်ဒါကြောင့်မလို့ကူးရင်ညောင်းမယ်မကူးရင် မြုပ်မယ်နဲ့ကျုပ်တို့ဗျာဒီတာယုံထဲမှာပြောခဲ့တဲ့စကားတစ်ခုပေါ့ဗျာရှင်ဗျာပဲဒီသန္တရာထမြောက်ဘယ်လိုလုပ်အောင်မှာလို့ဗျာဆိုလုတ်ရင်နဲ့ညောင်းမယ်တဲ့မလုတ်ရင်မြုပ်မယ်တဲ့ဟောဒီလိုမျိုးလိုပြောခဲ့တာနော်ဒီဩဃဆိုတဲ့ဒီယောဂတွေဩဃတွေဒီဝရဏတွေဟုတ်ကဲ့နော်အာတဝတွေတဲ့ဟာလုတ်လို့ရှိရင်ညောင်းမယ်တဲ့ မလုတ်လို့ရှိရင်မြုပ်နေတယ်ကာမတဲ့နေမှာတော့မလုတ်ရဲကာမတဲ့နေမြုပ်ပါပဲအဲယူပါယူပါတဲ့နေမှာပေါ့လုတ်ပြီဆိုရင်လုတ်မျောမှာပဲပေါ့လားအဲ့လိုဆိုတော့ကဲဘယ်နဲ့လုတ်လဲမလုတ်ရဘူးမလုတ်လဲမလုတ်ရဘူးလို့ဆိုတော့ဘယ်နဲ့လုတ်ပါကြားထဲကကျွတ်တော့မပေါ်တတ်ဘူးပြန်တော့တော့အဲ့ဒါကိုဒီကနေ့ဒီလည်းမပေါ်ဘူးပြတကယ်တိုင်းကြတော့လက်ရီပြတော့လို့လည်းပဲအဲ့လိုပဲသူတို့လည်းလုတ်တာသူတို့လက္ခဏာနေတဲ့ပုံပေါ်လေးပေါ့ဘူးတခါတည်းမျက်လုံးလည်းပြူးပြူးနေတူပါတယ်လေကြတော့ သူမျက်လာချထားဆိုမျက်ခွန်ကြီးကိုအကြီးကြီးမိုးမိုးထဲကြတာပါတယ်နော်အဲအဲ့လိုဆိုတော့တကယ်အိန္ဒိယကြီးနဲ့တိုက်ခါကြီးတယ်လေလောက်တာတကယ်လို့ပြတစ်ချက်ပါ